ပရိသတ်များအားလုံးပဲမင်္ဂလာပါ Wiley Days Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ခေါက်မှာတော့ Wiley ကမေလ31ရက်နေ့ကမှထွက်ထားတဲ့အဆိုတော်မနီမီခင်ဇော်ရဲ့ Phoenix Album လေးရရှိထားပါရစေ။ဒီ Album လေးကို Wiley တို့ကတကဘန်ကောက်ကိုပို့ပေးတဲ့မကွေကိုလည်းကျေးဇူးအများကြီးတင်ပါရစေ။ဒီ Album လေးကသချင်းမျိုးစားတွေကဘယ်လိုမျိုးပုံစံလေးတွေဖြစ်မလဲ။အရင်တုန်းကမကွေထွက်ရှိထားတဲ့သချင်းနေနဲ့ကောပုံစံတူလေးရှိမလား။အစ်စ်ကလေးတွေပါမလားဆိုတာကို Wiley နဲ့အတူတူပရိသတ်တွေကလိုက်ကြည့်ပေးပါဦးနော်။ ဆိုလို့ရှိရင်ဒီ Phoenix album နဲ့မှာဘယ်လိုမျိုး packaging လေးတွေဘာတွေပါမလဲဆိုတာကို unboxing လေးစပြီးတော့လုပ်လိုက်ရအောင်เนาะ ဒီခွေရဆိုလို့ရှိရင်ပထမဆုံးမြင်ရတယ်ပေါ့နော်အာဒီဇိုင်းလေးကတော့ Phoenix ပုံစံလေးနဲ့တကယ်ကို strong woman ပေါ့နော်အရန်လှတယ်အရန်လက်မိုက်တယ်တကယ်ကိုခွန်အားရှိတဲ့အမာ Phoenix တကောင်လိုပဲပေါ့နော် energy အပြည့်ပါပဲအဲဝိုင်းလေးတွက်လဲဒီလိုမျိုးလက်မှတ်လေးထိုးပြထားတယ်ဆိုတော့ကို idol စီကနေဒီလိုလေးရတာအရန်ကိုပြောပါတယ်အဲ့တော့ဒီအခွေထဲမှာဘယ်လိုမျိုးပါလဲဆိုတာကြည့်လိုက်မယ်သူကဒီ box လေးကိုဒီလိုလေး highlight ရင်အရင်ဆုံး အော်တချင်းစာအုပ်ပေါ့နော်ဒါလေးကတော့တချင်းစာအုပ်ဒီမှာလည်းလက်မှတ်ကလေးပါတယ် thank you မကွေဓာတ်ပုံလေးတွေကလည်းအမိုက်စာပဲဆိုတော့ဒီမှာတချင်းနေအားလုံးပေါင်း10ဘုတ်လို့တော့တည်ထားတယ်ပေါ့နော်ဒီရေးတွေကတော့မကွေလည်းပါတယ်ဆရာရွှေကျော်ကျော်အလင်းဇော်ခွန်အများကြီးပါတယ်ပေါ့နော် okay အဲ့တော့ဒါလေးကတော့ lyrics book လေးပေါ့ ပြီးလို့ရှိရင် sticker လေးတွေပါပါတယ်ဒါမှ queer fan နေဆိုလို့ရှိရင်အာအရန်သဘောကျမှာပဲဟောဒါလေးမိုက်တယ်မိုက်တယ် sticker လေး okay ပြီးရင်အိုး CD လေးပါတယ် CD ကလေအခုခေတ်ကတော့ CD sales မဟုတ်တော့ပေမဲ့လေဒီလိုမျိုး digital sales ခင်မှာဒီလိုမျိုးလေးအမှတ်တရလေးမကွပြန်လုပ်ပေးတာရမ်းမိုက်တာပဲ idea လေးလည်းမိုက်တယ် ဒါတကယ်အာဖန်မကွေရဲ့ fans တွေရောဝိုင်းလို့လိုမျိုးမကွေကိုသဘောကျတဲ့သူတွေအတွက်ဒီလိုမျိုးလေး CD ကွေလေးတင်ထားခွင့်ရတာကျေးဇူးအများကြီးတင်ပါတယ်။အော်ဟုတ်တယ်ထင်တယ်။ဒါ ticket ထင်တယ်နော်။ဒါလည်း ticket ထင်တယ်။ Okay promotion ပွဲကတော့မေလ31ရက်နေ့မှာတော့ကျင်းပပြီးသွားပြီပေါ့နော်။ဝိုင်းလေးလည်းမရှိနေတဲ့အတွက်မသွားလိုက်ရအောင်မကွေကိုမအားပေးလိုက်ရအောင်ပေါ့နော်။အဲဒါလေးကတော့ stick ပေါ့နော်။ဟာရမ်းမိုက်တယ်။ ခစ်ကနော်အာဒီလိုမျိုး physical sales ကနေပြီးတော့မှ CD album promotion physical sales တွေကနေပြီးတော့မှ digital kit ကိုရောက်သွားပြီဆိုတာဟိုဒါဒါမကွေရဒါပြောလိုက်တာပဲပေါ့နော်ဒီလိုမျိုး stick လေးတွေနဲ့ပါတယ်ဆိုတော့ဘာပဲပြောအာအဆင်ပြေတာပေါ့နော်ရမ်းမိုက်ပါတယ်ဒီဇိုင်းလေးတွေရောဒါလေးရတော့ဒီ album ထဲမှာပါတဲ့ဒီဇိုင်းလေးပေါ့နော်ဒီနောက်မှာဆိုလို့ရှိရင်လည်းတခြင်းအလုံးပေါင်း10ပုတ်ပါတယ် ဆိုတော့ဒါ ready music ကနေပြီးတော့မှအဲဒါ produce လုပ်ထားတာပေါ့နော် okay အဲ့တော့ဒီ album ထဲမှာဘလို့သချင်းလေးတွေပါလဲဆိုတာကိုနားထောင်မှုတော့အရင်ရင်ခုန်နေပါပြီကဲဒီတော့အခွေထဲမှာသချင်းကအလုံးပေါင်း၁၀ပုတ်ပါတယ်အရင်ဆုံးတွေ့ရတာတော့ introduction ပေါ့နော်အဲ့ဒါလေးကတော့10မိနစ်ကျော်ရှိတယ်အဲ့ဒါလေးအရင်နားထောင်လိုက်မယ်နော် introduction ကတော့လေဟိုဒါမကွေရဲ့ trademark လို့လည်းပြောလို့ရတယ်။ဝမ်လီတွေ့ရတလောက်ပေါ့နော်။ဝမ်လီကလည်းမကွေရဲ့ fan ခဲပါ။အဲဝမ်လီငယ်လေးကမကွေကို update လာတာဆိုတော့အဲဒီ introduction တီးထားတဲ့ music နဲ့ဟိုမကွေရဲ့ show ပွဲတိုင်းမှာပေါ့နော်။အထွက်တွေမှာတကယ်ကိုပရိသတ်ကိုဆွဲခေါ်ပြီးတော့မှ stage တစ်ခုဆင်မြင့်ပေါ်ကိုတင်သွားတဲ့ပုံစံမျိုးပေါ့နော်။အဲ့ဒါအဲ့လိုမျိုး Phoenix ရဲ့ခွန်အားတွေကိုခံစားလိုက်ရတယ်ဆိုတော့အာ music ကတော့ မမပြောစရာမလိုအရန်မိုက်ပါတယ်အရန်မိုက်တယ်တကယ်ကိုရုပ်ရှင်ဇာတ်ကားတစ်ခုကြည့်လိုက်အဖွင့်ခန်းကြီးကိုစကြည့်လိုက်ရတယ်လို့လည်းခံစားရတယ်တကယ် introduction ဆိုတဲ့အတိုင်းလေးပေါ့နော် music ကတော့ခွန်အားအပြည့်နဲ့စပြီးတော့နားထောင်လိုက်ရပါတယ်အဲ့တော့အရင်ဆုံးအခွေထဲမှာ nomadic track ဖြစ်တဲ့ phoenix ဆိုတဲ့သချင်းလေးကိုစပြီးတော့နားထောင်ပါမယ်ဒီသချင်းလေးကတော့မကွိရဲ့ artist track ထဲမှာလည်းရွေးချယ်ပေးထားတဲ့ပရိသတ်ကိုနားထောင်စီခြင်းနဲ့သချင်းသုံးပုဒ်ထဲတပုဒ်ဖြစ်လဲပါနေတာတွေ့ရတယ်အဲ album ရဲ့ teaser တွေတက်တော့ကလည်းဒီသချင်းလေးကလုံးဝ ဟို background music အနေနဲ့စပြီးတော့ mix ဆက်ပြီးတော့ teaser မှာလည်းစပြီးတော့သုံးထားတာကိုတွေ့ရဖြစ်တဲ့အတွက်ဒီသချင်းလေးကတော့အဲကြားတော့ကြားထားပြီးပြီပေါ့နော်အဲအဆအဆုံးတော့နားမထောင်ရသေးဘူးအခုဝင်လေးအာပထမအဦးဆုံးနားထောင်မှာဖြစ်ပါတယ် okay ရှိကနေချီရာဇဝင်မှာစတင်ကခေါ်တွင်စေမြည် double and crazy guitar and the me she said to my dog damn you nga go finish call the le cha ge mo wa ji de fashion ဒီသချင်းကိုနားထောင်လိုက်တဲ့အချိန်မှာဘယ်လိုခံစားရလဲဆိုတော့ဒါမကွေရဲ့ biography တပုတ်ပဲပေါ့နော်ဒီ phoenix ဆိုတဲ့ညက်အတိုင်းပဲပေါ့နော်လုံးဝကိုရဲရင့် ပြက်သားစွာနဲ့အာအတိုက်ခတ်အခက်ခဲတွေကြားရဲကနေလောင်ကျွမ်းပြီးတော့ပြန်တန်းလာတဲ့အာ Phoenix စကောင်လိုပဲခံစားလိုက်ရတယ်။နားထောင်လိုက်ကြရပါတော့ခွန်အားတွေအပြည့်နဲ့ energy အပြည့်ရရှိရယ်ပြီးတော့ဒီစကလုံးစာသားတွေကခွန်အားအရန်ပေးတယ်။အခက်ခဲတွေကြားရဲကနေသူခွန်အားအပြည့်နဲ့အာတက်လန်းလာတဲ့ step တစ်ခုချင်းစီ အတိုင်းရဲ့ဟိုဒါ biography အကုန်လုံးကိုသာခွန်အားအဖြစ်နဲ့ပြောင်းလဲပြီးတော့မှရေးထားအသက်သွင်းထားတဲ့ တချင်းတစ်ပုတ်လို့မြင်ပါတယ်ပြီးတော့ဒီ music ကလည်းဒီတချင်းမှာအရန်ကို100%ထပ်ပို့တဲ့ music တေးသွားကိုလည်းခံစားလိုက်ရတာဆိုတော့ဒီလိုမျိုးအတိတ်ပဲရှိရှိနဲ့တချင်းခွန်အားရှိတဲ့တချင်းမျိုးကအာဝိုင်းရဲ့ favorite တစ်ပုတ်လည်းဖြစ်သွားပါပြီအာပရိသတ်တွေလည်းနားထောင်ကြည့်ပါအောင်ဒီ phoenix ဆိုတဲ့တချင်းကတော့အရန်ကြိုက်ပါတယ်အဲ့တော့နောက်ထပ်တစ်ပုတ်ထပ်ပြီးတော့နားထောင်ရအောင်အာနောက်ထပ်တစ်ပုတ်ကကြတော့ shaping my history တေးရင် friend ကနေပြီးတော့မှရေးထားပေးတာတဲ့ဆိုတော့ဒီသချင်းလေးကဘယ်လိုမျိုးပုံစံဖြစ်မလဲဆိုတာကိုနားထောင်ကြည့်အောင်နော် ဟွန်းဒီ shaping my history ဆိုတဲ့တခြင်းရကြတော့လေလေ artist တွေအတိုင်းကဒီ album တစ်ခုထုတ်ပြီဆိုတာကအမှတ်တိုင်တစ်ခုဖြစ်ပါတယ်အဲ့လိုမျိုး album တွေထဲမှာလေကိုယ့်ရဲ့အမှတ်တိုင်လိုမျိုးကိုယ့်အတွက်ချစ်တည်ခဲ့တဲ့ကိုယ်တိဆောက်ခဲ့တဲ့အရာတွေအတွက်အမှတ်မဲ့ရရရှိခြင်းနဲ့ history တဘောမျိုးပေါ့နော်မကွရဲ့ fans တွေနဲ့ဘုံလေးလုပ်တဲ့တခြင်းလိုဝင်ရအောင်ခံစားရတယ် okay ဲ့တော့ဝင်ရလို့တတိယ track ကိုနားထောင်ကြအောင်တတိယ track ကတော့ jealous star လို့အမည်ရပါတယ်တေးကတော့ရွှေကြော်ကြော်ရေးထားတာဖြစ်ပါတယ်အာ CIA ရဲ့သချင်းတွေကလည်းထူးခြားပြီးတော့မှအเจ้าရလေးတွေကလည်းအများအားစမ်းသစ်နေရပေါ့နော်ဂျယ်လစ်စတာဆိုတာဘယ်လိုပုံစံလေးဖြစ်မလဲဘယ်လိုအကြောင်းအရာလေးဖြစ်မလဲဆိုတာကိုဝိုင်းလို့နားထောင်ကြည့်လိုက်ရအောင်

ဒီသချင်းလေးရလေအရန်ထူးကြတယ်ပေါ့နော်အာဝိုင်းတို့ကြားနေကြပုံစံစာသားလေးတွေမဟုတ်ဘူး။ तू ကကြတော့တတိယလူနေရာနေခန်းစားပြီးတော့အာရေးဖွဲ့ထားတယ်လို့ခန်းစားရတယ်။ကိုအရန်ချစ်တဲ့ကောင်လေးရဲ့ရေးစားဖြစ်ခွင့်မရဘဲနဲ့အဲ့ဒီကောင်လေးရဲ့ကောင်မလေးကိုကိုက jealous ဖြစ်နေရတဲ့ပုံစံမျိုးပေါ့နော်။အင်းအဲ့လိုအကြောင်းအရာလေးကိုရေးထားတာအဲပြီးတော့တီးထားတဲ့ music လေးနဲ့မကွေရဲ့ဆိုထားတဲ့မှုကလည်းအရန်ကောင်းပါတယ် โอเคအဲ့တော့ why no နောက်တစ်ပုတ်ဆက်ပြီးတော့နားထောင်ရအောင်နောက်တစ်ပုတ်ကတော့တေးကိုထုတ်ကြရေးပေးထားတယ် so sorry ဆိုတဲ့သချင်းဖြစ်ပါတယ်ဒီသချင်းလေးကဘယ်လိုမျိုးကြောင်းရလေးဖြစ်မလဲโอเค Yo te gané un yola Tokiri a pen dandy Kuri kuches ya te gané Ten lo di မိုင်းမိုင်းနဲ့ညင်းနဲ့ပြန်ညင်းတဲ့ပုံစံမျိုးလေးကိုစုထားတာရေးထားတာပေါ့နော်အဲ့တော့ဝိုင်းတို့နောက်ထပ်သချင်းတစ်ပုဒ်ဖြစ်တဲ့နှုတ်ဆက်သချင်းဆိုတဲ့ချင်းလေးကိုနားထောင်လိုက်ရအောင် တလေးကိုဖွာဆိုင်ရန်ညာနဲ့ကောင်းထနေတဲ့ညနေခင်းကိုစီလုံးအိမ်ထဲမှာကြာနေရတဲ့တချင်ဒါဒီတချင်နှုတ်ဆက်တချင်ရဲ့ vibe ကတော့အခန့်ရင်အကြွရည်ပေါ့နော်ဝိုင်းသဘောကြတယ်ဒီလိုအဲ့လို music ပုံစံလဲဝိုင်းလေးလက်တစ်ခေါက်လောက်တော့ဆိုဘူးကြည့်ချင်တယ်ပေါ့နော် အဲမကွိအဲ့လိုမျိုးလေးရေးထားတာမကွိရဲ့အဲ့လို talent တွေဝိုင်းရအရန်သဘောကျတယ်။ तू ကရေးတဲ့သချင်းတွေက type မတူ vibe မတူဘောနော်တပုတ်နဲ့တပုတ်ကိုလေ music style တွေလုံးဝမတူဘူးကိုယ်တိုင်ရေးပေမဲ့ပေါ့နော်။ Okay အဲ့တော့နောက်တစ်ပုတ်ကကျတော့တေးဇော်ခွန်ရဲ့အဲမင်းမရှိတဲ့နေဆွဲဆိုတဲ့သချင်းတွေကိုနားထောင်ကြည့်မယ်။ ဒီမင်းမရှိရနေဆိုဆိုတဲ့ချင်းလေးကတော့လေအာယင်မက်ခွေကိုပြန်ပြီးတော့တွေးလိုက်တယ်လို့ခံစားရတယ်။အာပြိတ္တတီလည်းလုံးဝကိုဒီချင်းနှားထောင်ပြီးရနေကြိုက်မယ်လို့ထင်ပါတယ်။ဒီလိုချင်းတွေကတော့ album ထုတ်တဲ့အချိန်မှာလည်းအမြဲတမ်းပါလေးပါထားရှိတဲ့ပုံစံလေးပေါ့နော်။ဒါပေမဲ့ဒီချင်းရဲ့အာဟိုမင်းမရှိတဲ့နေဆိုဆိုတဲ့အချိန်လေးမှာလွမ်းဆွေးပြီးတော့မှတကယ်ကိုခံစားတတ်ဝင်မှုအရန်ကောင်းတဲ့ချင်းလေးတစ်ပုဒ်ပါ။ဒီချင်းလေးကလည်းပြိတ္တတီလုံးဝကြိုက်မယ်လို့မလေးကထင်ပါတယ်။ โอเคအဲ့တော့နောက်တစ်ပုတ်အနေနဲ့အလွမ်းဧည့်သည်ဆိုတဲ့တခြင်းလေးကိုနားထောင်ရအောင်ဒီတခြင်းလေးကလည်းတေးအလင်းကနေပြီးတော့ရေးထားပြီးရေးသားပေးထားတာပေါ့เนาะအဲ့ဒီတခြင်းလေးနားထောင်ရအောင် ီတစ်ချင်းအလွမ်းဧည့်သည်ရတော့လုံးဝ100%ပြည်သက်တွေရဲ့ playlist ထဲမှာထပ်ပြီးတော့နံပါတ်1အနေနဲ့ထပ်ပြီးတော့တည်ဝါမယ်လို့ဝင်လေးထင်နေယုံကြည်ရဲပေါ့နော်ဒီတစ်ချင်းလေးရဲ့ပထမ intro ဒီ music လေးလာပြီးတော့အဲဆိုကြဲကဒီတစ်ချင်းရဲ့ပြောရမယ်ဆိုရင်ခံစားသက်ဝင်မှုပေါ့နော်လုံးဝအလွမ်းဧည့်သည်ဆိုတဲ့အတိုင်းပဲလွမ်းသွားတာဘသူ့ကိုလွမ်းလို့လမ်းမသိဘူးလွမ်းသွားတာ ပေါ့နော်ဒီလိုမျိုး pop တစ်ချင်းလေးကတော့လုံးဝဒါမြန်မာပြည်ရပြည်သက်တွေရဲ့လေလုံးဝ favorite တဲ့က style မျိုးတစ်ခုပဲပေါ့နော် โอเคအဲ့တော့နောက်ထပ်တစ်ပုတ်အနေနဲ့သသိန်းခန်းဆိုတဲ့တခြင်းလေးကိုနားထောင်ရအောင်ဒီတခြင်းလေးကလည်းခုနကအလွမ်းဧည့်သည်ရေးတဲ့တီးရေးပဲเนาะတီးအလင်းကနေရေးထားပြီးသားလားတဲ့โอเคသသိန်းခန်းဆိုတဲ့တခြင်းလေးကိုနားထောင်ရအောင် 秋天山岚绿啊么起叶落，清明里烟淡阳山绿片来铺。嗯，你的千里啊。အာလူနှစ်ယောက်ရဲ့တကယ်အပြည့်မှာရှိနေတဲ့ဘဝတစ်ခုရိုက်ထားသလိုပုံဖော်ထားသလိုပုံစံမျိုးခံစားရတယ်ပေါ့နော်အအပြင်လောကမှာလည်းဒီလိုဇသိန်းခန်းတွေကအများကြီးအာရှိတယ်လက်တွေ့ကြတဲ့ ဘဝတစ်ခုကိုတိဆောက်တဲ့အခါမှာလည်းဒီလိုမျိုးအချစ်ဇလန်းလေးတွေကြုံကြတဲ့အဟောင်းလေးအာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီသချင်းလေးကလည်းအသေးကွဲနေတဲ့သူတွေအတွက်ကိုတကယ်ကိုတိုက်ဆိုင်မဲ့သချင်းလေးတစ်ပုဒ်လိုခံစားရပါတယ်အဲ့တော့နောက်ဆုံးတစ်ပုဒ်ပဲကြံတော့တယ်ပေါ့နော်နောက်ဆုံးတစ်ပုဒ်အနေနဲ့ soul mate ဆိုတဲ့သချင်းလေးကိုဝင်လေးကနားထောင်သွားမှာဖြစ်ပါတယ်ဒီသချင်းလေးကလည်းမကွေကိုယ်တိုင်ရေးထားတာတွေ့ရတယ်ဆိုတော့ဘယ်လိုမျိုးသချင်းလေးဖြစ်မလဲဆိုတာကိုနားဆင်ကြည့်အောင် ီသချင်းလေးကတော့လုံးဝအကျူးတဲ့သချင်းလေးပေါ့နော်အဲသူ့နဲ့မှအချစ်ကိုကိုကကြုံဘူးပြီးတော့သူ့ကြောင့်ပဲကိုကပြောင်းလဲလာတယ်ပြီးရင်သူကဖျားပြီးတဲ့ဆုလက်လေးနဲ့ကိုကိုနှွေးထွေးစေတဲ့စိုးမိတ်လေးေပေါ့နော်ဆိုပြီးတော့မှအရန်ကိုကျူးပြီးတော့အရန်ကိုအာကျူးထားတဲ့တချင်းလိုပဲပြောရမှာပေါ့နော်ဒါကမကုတ်ရဲ့ရင်းနှီးဖြစ်တယ်လေဖြစ်ပါပေါ့ကိုယ့်ရဲ့အချစ်ဘယင်မကြီးစီရနေပြီးတော့ကဒီတချင်းလေးကိုနှထောင်ပြီးအရန်ကြည့်လို့ရပါတယ်ဆိုတော့ အဲဒီသချင်းလေးတွေအကုန်လုံးကတော့ဒါအခုဒီမေလ31ရက်နေ့ကနေထွက်ရှိလာတဲ့ဆိုတော့နီနီခင်ဆောင်ရဲ့ Phoenix album နဲ့ကသချင်းတွေကိုဒီနေ့ဝမ်းလေးနားဆင်သွားတာပဲဖြစ်ပါတယ်။အာဝမ်းလေးရဲ့ခံစားချက်ကတော့အာမကွေရဲ့သချင်းလေးတွေထွက်တိုင်းနီနီခင်ဆောင်ဆိုတော့နီနီခင်ဆောင်ရဲ့အာပြိတ္တမင်္ဂလေးတူအနေနဲ့ရောအာကိုယ့်ရဲ့အမှုပညာစီနီယာအမအနေနဲ့ရော ဒီလိုမျိုး album တစ်ခုထုတ်လာလို့ရှိရင်စိတ်ဝင်စားနဲ့အမြဲတမ်းနားထောင်လေ့လာသိယူဖြစ်နေပါဗျ။ဒီ album တစ်ခုလုံးက2019ရဲ့အာမနီလီခင်စောကထုတ်ဖို့ကြိုးစားခဲ့ပြီးမဲ့လေအခု2025မှာမှထွက်ရှိလာတာဆိုတော့ဒီအားလုံး album artwork တွေကတချင်းတွေကတိခတ်ရေးသားတည်ဆုံမှုအပိုင်းအားလုံးက မကွေရဲ့ကြိုးစားမှုတွေကိုတွေ့ရတာဖြစ်တဲ့အတွက်ဝိုင်းလင်းအတွက်လည်းအရန် motivation ရပါတယ်ဒီမကွေရဲ့တခြင်းတွေကိုအပိနာဆင်နေတဲ့ပြည်သက်တွေကလည်းအဲမကွေရဲ့ streaming platform digital platform တွေရောအားလုံးမှာတွားရောက်နှာဆင်အားပေးလို့ရပါပြီအဲ့တော့နောက်ထပ်အစီအစဉ်တွေမှာလည်းဝိုင်းလင်းတို့ပြန်လည်ဆုံတွေ့ဖို့အတွက်ကိုမျှော်လင့်ပါတယ်ဝိုင်းလင်းရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပြပါဦးနော်အားလုံးပဲတက်တာ Thank you.